မင်္ဂလာပါရှင်ဒီတစ်ခါမှာတော့စာရေးဆရာမောင်နေဝင်းရေးသားထားတဲ့မိုးသက်လေးထန်းဆိုတဲ့ဝတ္ထုတိုလေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်ဒီဝတ္ထုလေးကိုတော့1962ခုနိုဝင်ဘာလထုံးရှုမမဂဇင်းမှာဖော်ပြခဲ့တာဖြစ်ပါတယ်နားစင်ခန်းစားပေးကြပါအောင်ရှင်မိုးသက်လေးထန်းအခန်းတင်အေးချင်ရင်တမဲကြောက်တွေရုတ်တော့ဟိမိုးတွေကြလာပြီဒီတော်လာရေးအော်တဲ့ကြောင့်အေးချင်မှာနိမ့်နိမ့်ချာချာအိမ်မောကြနေရမှာလန်နိုးလာတယ် ဘိုးတဲ့လေးအေးကလေးပဲ့ပြန်းစာရသည်ဤနှစ်နယ်ဘက်တွင်အိတ်ချေချေရှိလာသည်ဖြင့်အိတ်မိခဲ့ရယခုနိုးသောအခါ၌ပူတွေဖိမ့်တိတ်တိတ်ဖြစ်နေလေတယ်အေးရှင်သည်ပြေးကြနေသောသပင်တွေကိုစု၍တပန်းကရန်ခြိနှောင်ထုံထားလိုက်လေတယ်အေးရှင်ဤသပင်တွေမှာတန်ဆွမ်းလာပေတယ်အပြိုတုံးကဆိုရင်ခြေပြားတွင်တရွာကန်စုပေါ်၍ကြနေလောက်အောင်သပင်တန်ခဲ့ပူလေတယ်အေးရှင်သည်ကမန်းကရန်သပင်ကိုရစ်ပတ်ထုံချပြီးနောက် နောက်ဖေးရှင်စင်ပတ်၌လှန့်ထားသောထမဲကြောင်များရုပ်ရံထားလေတဲ့တို့ရတွင်ချက်ချင်းထ၍မရပေအဘဲကြောင့်ဆိုသောအင်းရှင်မှာကိုဝင်အရင်မှကြီးရှိနေခြင်းကြောင့်ဖြစ်တဲ့အခန်းနေမိုးသားတိမ်လေးများတရေရေရွတ်တက်လာသောတောင်ဖက်ကောင်းကင်မှာပို့လို့တောင်မှောင်လာတဲ့ကြီးကန်းတောင်ကြသည့်မိုးပင်ဖြစ်ပေရောမေဒီကုနှစ်တော့မိုးကြနှောင်းတော်လဲမိုးလယ်မှာကောင်းလာပေတယ်ရေများကြီးပါတော့ မိုးပြားသာရွာသွန်းတတ်သဖြင့်ချောင်းပြားကြီးတစ်ဝိုက်တွင် ကွင်းတစ်ခုလုံးရေဖြစ်သာပွေပွေလှုပ်နေတော့တယ်။မနစ်ကဤလိုအချိန်မျိုးကို အေးရှင်ပြန်၍တရေရာမိနေတယ်။ကွင်းရီကြားတွင်ရောပါလာသောတိုက်ဖက်ကလေးတွေကိုကြည့်ရင်အိမ်ဦးဘက်မှတပြေးသည်နီးရဲရဲကလေးများတပြုတ်ပြုတ်တွေ့ကြတဲ့ကိုနားထောင်ရင်အေးရှင်မှာရောက်တဲ့ရရကို တွေးတောနေမိလေတယ်။သမီးရဲ့အမေမသေးခင်ငါသမီးအနေထားကြာသွားဖို့ပြောတာဟုတ်လား။ အမေစကားကိုနားထောင်စမ်းပါအေး။ပွေလွန်သွားခဲ့ပြီဖြစ်တော့အမေစကားလုံးတွေကိုတလုံးစီတလုံးစီတဲတဲကွယ်ကွယ်ကြားရောက်မိတယ်။အမေဒီအသေးွယ်အားဖြင့်ငယ်လွန်သေးသည့်ဒူရီတော်သမီးအားလောကအလယ်၌ယနေ့ငယ်နေထားခဲ့ရမည်ကိုစိတ်မချလေးတကား။အဖေမှမို့လွန်ခဲ့သော၅နှစ်ကျော်လောက်ကဆုံးသွားခဲ့ပြီ။အဖေသည်လက်စင်းငါဖြစ်လေတယ်။များတကာဤလဲကိုတိုက်လုံပေးခဲ့ရသောအလုံးသာ အေးချင်တို့တားမိတားဖ၃ယောက်မှရှိပေတယ်။ချောင်းပြားချင်းငကြီးကရဲ့ညောင်ပင်ကရဲ့တဝိုက်ရှိဝိနကပွေးများတွင်ရေတီယာမျက်နှူရာအေးချင်တို့လှက်လှဲနေထိုင်ခဲ့ရတယ်။တခါကမှဘောလေကျွန်ကိုကိုဝါအထင်သူတို့တားမိ၃ယောက်ကြောင်းရင်တမိုးတနွေနေခဲ့ကြရဖို့တယ်။အဖေနဲ့အမေကလေဝိနက၌လှည့်၍တရင်ကလုံးသည့်အခါတိုင်းအင်းနဲ့ကရက်တွေပေါ်လာတော့ထိုးနေများတွင် အေးချင်းကလေးတယောက်မှလည်းအုံလုံးသွင်းကစားအရွယ်ကစား၍အင်းကြီးများထံတွင် ကြရရရရအလုံးလုံးခဲ့ရတယ်။ငါးကြချိန်တွင်အေးချင်းအပြောဆုံးဖြစ်ခဲ့တယ်ထင်ပါတယ်။ငါးတွေကိုဝက်ပိုက်ခွဲရတယ်။ငါးချောက်ခွဲပေးရတယ်။ထိုငါးတွေကထွက်သောအစီဘူးကိုမိမိပိုင်နေ။ငါးချောက်ခွဲကအဖြစ်ဝေစာကလေးများလည်းကြားလိုက်ပါသေးတယ်။တို့ကဲ့သို့ငငယ်ရွယ်အချိန်ကစား၍အလုံးလုံးရသည့်အတွက် တဝဲတကားကိုရှာဝေထိန်းချောက်ရသည့်အတွေ့အေးချင်မှစမတက်ချင်ဗရဲမာတော့အဖေကကုန်းကြီးကျောင်းတွင်ထားရန်ကြိုးပမ်းခဲ့သေးတယ်။ထိုစဉ်ကအေးချင်မှ၆နှစ်ကျော်၇နှစ်ခန့်ရှိပေပြီ။ဘိုးဘဲမျိုးအနည်းရှိမလက်တူချောင်းကလေးအတွင်မှာတရားကျောင်းရွာကလေး၌နေကြရစဉ်အခါခါဖြစ်တယ်။တို့ရတွင်အေးချင်မှလက်ကားရသောကုန်းကြီးကျောင်းမှပင်နေနိုင်ခြင်းမရှိခဲ့ပေ။အဘဲကြောင့်ဆိုသောအေးချင်မှ အလုံးမလုံးလျင်သူတို့ဝမ်းရည်အတွက်ရရစားစားများတာဖြစ်တော့ဘဝကိုအထီးကဲစေမိအတွက်ဖြစ်ပါတယ်။ဘဝကပဲတော့ပြောင်းရတော့အခါကိုအေးရှင်တသက်မေးနိုင်တော့မြင်မဟုတ်ပါ။သူနဲ့ကလဲတွေပြက်တဲ့ဖြစ်ဘဝကပဲဆင်း၍အင်းလုံးကြတယ်။အဖေတည်စီငါအလုပ်ကိုညီငွေရွှန်ချလာသည့်အတွက်ပြုံးကလေးရင်ပုံကလေးရဖြစ်ချစ်ချစ်ချုပ်ချုပ်ချွေတာစူးစောင်းလာခဲ့သည့်အတိုင်းဘဝကရောက်တော့အခါ အေးလို့ကလေးလုံမီဟိုစည်တင်ခဲ့လေတယ်။သို့ရာတွင်အေးရှင်တို့အဖို့လောကဤဖန်တီးချက်များမှာဇရာမကိုက်ခဲ့ခြင်း။အဖေသည် ထိုမိုးဦးလေးကိုရာသီမှာပဲ။ဒိုင်မျိုးအောင်ကြီးပြီပြီးတည်ဆုံခဲ့ရခြေတယ်။လေပြင်းကတိုက်၍ရေလိုင်းကြီးများရိုက်လာသည်ဖြင့်လူရောဘောက်တူလေးပါဒိုင်မျိုးကြီးအောင်ရောက်သွားခဲ့ရသောအဖေအားတံငါများကဝိုင်းရှာဖွေပေး၍ပြန်တွေ့ရသည့်အချိန်တွင် အဖေမှာလူယုံမပေါ်တော့ပါဘူး။ထို့နောက်တွင်အေးရှင်တို့အသားမီးသည်မျက်စိတငယ်ဖြင့်လောကအလဲတွင်ကြံ့ရစ်ခဲ့ရသည်။အပြောကျဲသလောက်အတိအကျွဲနှပါလာသောမုံမခဘက်တွင် မနေလုံးဖို့ဆိုကအမေသည်ဘိုးဘေနောက်ဖေးဘက်ကိုယ်များစီသို့ကြံလာခဲ့လေတယ်။အေးရှင်သည်အေးခွဲမရှိခဲ့သောထိုအကြောင်းများကိုတရေရိပ်ဖြင့်ပြန်လည်မြင်အောင်မိလေတယ်။ပြမအိုးစွာသူတို့အသားအမိငကြီးကလေးစွာတွင်တောင်းနေကြတယ်။ ငကြီးကရဲ့ရွာကအေးရှင်ဤမိမများချက်မြုပ်ဒေသဖြစ်တယ်။ကာလာကြီးကစိုးတယ်။အမေကြီးကိုစိတ်မချဘူးဟို အမေကပြောလို့ရှိပေတယ်။အမေပြောသည့်အတိုင်းကာလာကြီးကလည်းစိုးလာပါတယ်။ဟိုကပြက်၊ဒီကပြက်နဲ့ညာတိုင်းလည်းကောင်းကောင်းမအိမ်ရ။တေသူတွေလည်းဒုနဲ့တည်းမီးလောင်ရွာပြက်ဒုက္ခတွေကလည်းအနန္တာလေကွင်းတို့ပင်မစင်းနိုင်ကြတော့လောက်အောင်အခြေစိုးလာခဲ့တယ်။သူ့အတွက်အရှိကိုမြှုပ်ကိုတက်တော့အမေသည် အေးရှင်အားယောက်ျားပေးစားရန်ဆန္ဒရှိလေတယ်။အမေပေးစားလို့သောယောက်ျားမှတော်စားရေးဆိုင်မှပိုင်ရှင်အစိမ်ဆိုသူတရုတ်ပင်ဖြစ်ပါတယ်။အပြူပေါ်ဝင်စားအသားကလေးကခက်လက်လက်ညဖုံးကောင်းကောင်းနဲ့လုံးကြီးပေါလာဖြစ်နေသောအေးရှင်ကိုမျက်စိကျသလားမသိ။အစိမ်သည်အိမ်ကိုဝင်ထွက်သွားလာရုံများမက လူကြီးယောဂါဖြင့်နာရာရှည်ဖြစ်နေသောအမေအတွက်ဓာတ်စာဘိုးကလေးကအစအကုန်ကြခံသည့်အထိဖြစ်လာလေတယ်။ အမေရဲ့ဒီတရုံနဲ့မဖြစ်ပါဘူး။အိုးအစိမ်မိဘတွေကအစပင်အမေတို့နဲ့တိလာတာပါအေး။အစိမ်ဟာတရုံဖြစ်ပေမဲ့ဒီဘာမွေးဒီဘာမှာကြီးတာပါပဲ။လူမန်းသူမန်းလည်းတိတတ်တာပဲ။အမေကအတင်းနာကြလေတယ်။ငါအသေးမဖြောက်အောင်မလုပ်ပါနဲ့အေး။ဟိုလေအေးရှင်ကို ပိုင်နိုင်စွာတုတ်ကန်လေးရှိတယ်။နောက်ဆုံးအေးရှင်ကသာအလျှော်ပေးရလေတယ်။တေးအံ့ဆဲဆဲဖြစ်နေသောအမေအတွက် စိတ်ဆင်းဆင်းရဲရဲနဲ့ဘဝကိုမကောင်းစေမီအလုပ်ကိုအေးရှင်နားလည်ပေးတယ်တို့ရရင် အမေသည်ကြောင်တခင်ကွယ်လွန်သွားခဲ့တယ်အေးရှင်သည်အမေကိုကြိုပီးသည့်နေ့တစ်ပြိုင်နဲ့အမေကောင်းကြရာအရက်မှမခွာလို့လှတော့လဲထိုငကြီးကလေးရွာမှပြေးထွက်ရှောင်ပါခဲ့ပေတယ်ယခုနောက်ဆုံးအေးရှင်လာ၍အခြေဆိုင်ခဲ့သောနေရာမှာချောင်းပြားကြီးပင်ဖြစ်ပါတယ်ချောင်းပြားကြီးမှာရှိသော အမေနှင့်ညီမတဝန်းခွဲတော်သူ ဂျီဒေါ်လာထန်တွင် စိတ်ပြေလက်ပြောက်နားနေခဲ့ရမှာမနေ့ကအချိန်လောက်တွင်အောင်ငွေနှင့်အိမ်တော်ကြခဲ့ခြင်းပဲဖြစ်ပေတယ်။အောင်ငွေမှာ အေးရှင်နဲ့အိမ်တော်မကြခင်ကအတော့အစားကလေးများရှိပြီးဖြစ်တယ်လို့နေထပ်ခဲ့တော့လေ။အေးရှင်နဲ့ကြားသောအခါချောင်းပြာကြီးကွင်းဖက်တွင်ရရအလုပ်ကို ကြိုးစားစွာလုပ်နေတယ်။အေးရှင်ကလည်းလင်းသားကြိုးပမ်းမှုအတွေ့အတဲ့ဝမ်းမြောက်ခြင်းဖြစ်ရလေတယ်။အစိမ့်နဲ့မြူလိုသဖြင့် ရဲထွေရှောက်ခွဲခဲ့သောအင်းရှင်သည်ငကြီးကရဲစီသို့ခြေဥပင်မလှဲတော့ပဲအောင်ငွေဤရှောက်ဝေစာကလေးပြဖြင့်ချိုးချစ်တန်နေခဲ့လေတယ်။မင်းကမိဘွားမှနဲ့ဘာနဲ့ဆိုတော့ငွေကလေးပါလေရှာထားအောင်ပါ။အဖေမြအတက်ဖွဲ့ရာကောင်းသောဒင်းသားတို့ဤစကားများဖြစ်ပါသည်နိ။သို့မို့ကြောင့်သာအင်းရှင်သည်ရောက်နေရသောဘဝကိုပျော်ပိုက်လာလေတယ်။မျောလင်းချက်နှင့်ရက်တိခဲ့ရသောဘဝပေကို အခုငါးကြချိန်တော့ချောင်းပြားကိုငါခဏသွားမယ်ကွာကြာလ3-5ရက်ပေါ့မင်းမလဲကြီးတော်လာအဖို့ရှိသားပဲပို့မဘာခွဲတော့လဲရှိလိမ့်မယ်တော်ငါရောမျိုးငါရောအခုတကြီးမြမြကလေးရှားလိုက်ရင်တို့မပူရဘူးပေါ့ကွာမဟုတ်လားအောင်ငွေကဇနီးကိုကျွတ်ကျွတ်ဆာဆာကြည့်ရင်ပြောလေတယ်အေးရှင်တဲ့နှစ်နှစ်မြတာကြီးတော်အောင်ငွေကငွေရွယ်တော့ဖခင်ဤအာမန်ဖြစ်ပြောဟန်ရှိလေတယ်ပူငွေရဲ့ ဝင်းမိုင်တို့ဘာလို့လဲမမေ့နဲ့အောင်တော့အေးရှင်ကစိတ်မချတခြားမှားလေတယ်။ဝင်းမိုင်ကိုပတာရမည်ဟုသောအတိမှလဲနဲ့အင်းနဲ့ဂျင်းနီးခဲ့သော အေးရှင်အတွေ့ငငယ်ကလေးကသာ၍ရခဲ့သောအတိဖြစ်ပေတယ်။ဝင်းမိုင်အရှင်သည် သူ့အားမမေ့တော့ပွင့်သူပွင့်သားတို့အားမဆာတတ်သည်ဟုနားလည်ထားတယ်။အေးပါမမေ့ပါဘူး။ဟိုမှာဘာခွေးတို့အားလုံးစီစဉ်ထားတယ်။တရှိတချောင်းကွန်တက်ခုံဘုံလုံးတက်လုံး ဘောက်တူတစဉ်စသော ကရိယာများကိုယူဆောင်လျက်အောင်ွေသည်ချောင်းပြားသို့ထွက်သွားခဲ့လေတယ်။ယခုမှအောင်ွေသွားသည်မှာ၃ရက်ရှိသွားပြီ။မိုးကြီးလျင်ချောင်းပြားတွင်လည်းရေကြီးနေပေရောမယ်ဟုတွေးရင်အေးရှင်သည် အောင်ွေကိုညွှန်ရချေတော့တယ်။အခန်းတော့ချောင်းပြားတွင်မူထင်သလောက်ရင်မပြစ်တတ်သည်။အောင်ွေကချောင်းပြားသို့တက်လို့သောပြက်သာတက်လာရတယ်။သိုးရင်စိတ်များရှိခဲ့လေတယ်။ချောင်းပြားတွင်ဖြစ်သလို့ မားရှာရသောအလုံးမှာရံများလာတယ်။တရားဥပဒေနဲ့ညီဆုံးလာသည်ကိုအောင်ငွေကောင်းစွာသိပေတယ်။သူကဲ့သို့ပင်အကြံတူသူတွေလည်းညားလာပေတယ်။ချောင်းဝါကအင်းရှင်များကလည်းကောင်းစွာ ရေးစားမိသော လုပ်ငန်းမျိုးဖြစ်ပေတယ်။တို့ကြရင် မနစ်ကမှရလာသောအင်းရှင်အတွေ့မိဘွားစေကလေးကိုယခုချောင်းပြားတွင်ရတတ်သမျှငါးသားကလေးများရှာဖွေရမှငွေအဖြစ်ပြုလုပ်၍ထောက်ပံ့လိုပေတယ်။ ဤစိတ်ဖြင့်အောင်ငွေလာခဲ့ခြင်းပင်ဖြစ်တယ်။ထိုညနေမှာအထူးပို၍မှောင်လျက်တနေ့လုံးတသက်မမေရွာချလိုက်သောမိုးကြောင့်သူတို့ခရဲ့များ ရေဆုံဆုံမြုပ်သွားတယ်။သို့ရာတွင် အောင်ငွေကအမလျှော့ခြင်းရေအတက်တွင်မြုပ်နေသော ခြောက်ပြားကွင်းစီ၌ပဇွန်တန်းချထားသည်တည်းမဟုတ်လော။ခြောင်ရိုတခြားတွင်ဒိုင်ရှင်ဒိုက်ထော့လုပ်ပြီးဖြစ်သည်ဖြင့်ရေစီးဖြောင့်ဝေလိမ့်မယ်။ရေဦးငါမျောလိကျက်ရှိတယ်။ရေဦးငါများဖြစ်ကြသော ငခုံးမှငချင်းမြမြင့်ချင်းငတိုင်းငပတ်နဲ့ပစုံစသည်တို့အနေရရငားမှာဈေးကောင်းနေငရက်ငခုံးစသောတောင်းကားတွေမှာသိမ့်မို့ဝေးသေးတယ်သူတို့ဆင်းလဲမထူးလားဈေးသိမ့်မရဟိုအောင်ဝေးတွေးမိတယ်မင်းညားကသူသည်စိတ်ရှိလက်ရှိစုံနှန်းချခဲ့တယ်ဝနဲ့ချမ်းများကိုရေတွင်စိုက်ထားရတယ်ရေနှစ်တပေတတအကွာမှအုံးစံကျိုးကိုတန်း၍ချိထားပြီးနောက် စ조사ကလေးတွေကိုရေတွင်တန်လန်းချရတယ်။ထို조사များတွင်တလက်မှာွယ်တန်ကလေးများချီ၍ထိုတန်များတွင်မှအုံသီးစိတ်ကလေးများထိုးဆိုင်ခါချထားခဲ့တယ်။မိုးကလေးတစိမ့်စိတ်တွင်ချောင်းပြား၌ဤအလုပ်ကိုလုပ်ရသည်မှာမလွယ်ကူလား။ရေများလာ၍တရက်မပက်နိုင်တော့သည့်အစုံဇွန်တန်းချရလျင်ဟန်မီဟုအောင်ငွေတွေးမိလေတယ်။ဒီနေ့ညနေတော့ဇွန်တန်းစီတို့အောင်ငွေရောက်ချိန်မှာ မိုးသားတွေခါတိုင်းတဲ့ပို၍အုပ်ဆိုင်နေကြလေတယ်။အောင်ွေတီဘောက်တူကလေးကိုရက်ကဇွန်တန်းစီတို့လာခဲ့တယ်။ဘာခွေးတို့လူတိုက်ကယူဘဲတို့အချားလေတစ်စင်းဖြင့်လော်ဝင်သွားကြလေတယ်။ချောင်းရည်ပြင်မှာသိန်းညူလျက်ရှိတယ်။ရင်းညီမော်များနဲ့ဒိုင်းမော်များ၏အယောင်ကြောင့်ရေမှာပို၍စိတ်များတယောင်ထင်ရတယ်။မိုးတီမိုးပေါကြီးများကြာစင်းနေရ။ချောင်းရည်ပြင်တစ်ခုလုံး တိမ်တုံးညာတုံးကလေးတွေပုံပြန်နေတယ်လို့ဂျိုးမားရလေတယ်။ကုန်းတန်းဘက်စီတို့လှမ်းမြော်၍ကြည့်မိတယ်။သို့တော့မိုးဆက်မိုးပေါက်တိုင်းကြီးကကုန်းတန်းနဲ့ချောင်းယိုးကိုပါစီထားလိုက်တဲ့အတွက်ခတိုင်းလို့မမြင်ရတော့ပေ။အောင်ငွေတီဝါတရိုက်ခန့်ကိုသာမြင်နိုင်သောအလေးရောင်အောက်တွင်ဒိုင်များအကြောင်းမှဘောက်တူကိုထိုးကြည့်တကရဲချီတလဲထွက်ခဲ့လေတယ်။လေတီတကြီးကြီးမြီအောင်ကျန်းတန်းစွာတိုးဝေတိုက်ခိုက်လျက်ရှိတယ်။ မိုးဆက်မိုးပေါကြီးများကလည်းမြင်မြင်သမျှအရာဝတ္ထုတိုင်းကိုမညာမတာရိုက်ပုံနေလေသူသည်စောင်းထားသောခမောက်မှ မေးတိုင်းချိုးကိုပိုး၍မြင်းအောင်ချီလိုက်တယ်။မိုးပေါတွေကရိုက်နေသဖြင့်ကြောပြင်မှာဆက်ပြင်းပြင်းကြီးဖြစ်နေလေတယ်။ကိစ္စမရှိ။ယနေ့တညကုန်းတန်းတွင် ပြန်အိပ်ပြီးနောက်နေ့တွင်အေးရှင်စီတို့ခိတခဏပြန်လိုက်အောင်မယ်။ဤသို့ဆိုရင်အေးရှင်စိတ်လက်ချမ်းမြေသွားပေမယ်။ ။ဇွန်တန်းများအနာတို့ရောက်တော့အခါရေမှာပိုး၍နှက်လာတယ်။ရေစည်းသည်လည်းအတန်ငယ်လျှော့သွားတယ်။သူသည်ရေမြုပ်နေသောတပန်းပင်ကြီးအပားမှကပ်၍ဘောက်တူကလေးကိုရက်ထွက်လိုက်လေတယ်။ဟဲ့ဒီဘောက်တူရက်လိုက်စမ်း။ဟူသောစူးရှကျဲလောင်သည့်အတန်နှင့်အတူနှလန်ခွာခန့်ဝေးသောကိုင်းတော်ကြီးအတွင်မှတည်တဆင်းထွက်လာလေတယ်။လေပေါ်တွင် လူနှစ်ယောက်ပါလာတယ်။အောင်ဝင်မှာခိတ္တမြကြက်တွေတည်သွားတယ်။ သို့တော်လျင်မြန်ဖြက်လက်စွာတပန်းမင်ကိုတက်ပြစ်ထောက်ကရေတို့တအားဆောင်၍ဘော့တူအားထွက်လိုက်လေတယ်။ဝေးပါသာဒါမင်းနေရလားကွာ။ဟိုပြောပြောဆိုဆို နောက်လေကအတင်းလိုက်လာတယ်။ထိုကကြမှအောင်ွေတရရလေတယ်။လူတစ်ယောက်တွင် သူကဲ့သို့လှဲ့လေကြက်စား၍တိတ်တဆိတ်ငါခိုးဖမ်းတော့ကုန်းတန်းဖက်စီမှလူတိုက်ဖြစ်ကြောင်းနားလည်လာတယ်။ကုန်းတန်းမှာချောင်းပြားတစ်ဝိုက်တွင် ကရက်ခိုပတ်သူပဇော်တန်ခိုချာသူဂျိုးခိုလုတ်သူ ပေါ်များလှသည်မဟုတ်ပါလောအောင်ွေသည်ဝါနရိုက်ခန့်အထိတာလှော်၍လွတ်လိုက်နေတယ်။နောက်မှလိုက်လာသောလှေကိုပြင်းမလွတ်တော်သည့်အစုံဘောက်တူကိုရက်လိုက်နေတယ်။ထို့နောက်ဘောက်တူဝမ်းအတွင်းရှိကက်ပေါ်၌အလျားလိုက်ချထားသောတရှိကို ကောက်ကန်လိုက်နေတယ်။ဒီကောက်မှာဓာနဲ့ဟိဟိုတအူးက အော်တန်ကိုကြားရတယ်။ထိုအခါလှေသည် အပားတို့ထုတ်ကဲ့လာလေရအောင်ွေကလည်းတရိုးပေါ်ပိုး၍မြဲစွာစုပ်ကန်ထားလိုက်မိတယ်။ကျုပ်ဘာသာကျုပ်ဇုံတန်းချတာခမရတို့နဲ့ဘာမှမဆိုင်ဘူး။ကျုပ်ဇုံတန်းတာကက်ကောမကက်နဲ့။ဟာ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 ။ဟိုတော့တဖက်လေးမှာရဲတန်းမှာမိုးတဲ့မိုးပေါင်းနဲ့လေတိုးတန်ထက်ပိုး၍ကျဲလောင်ဆူးရှစွာ ပေါ်ထွက်လာတယ်။လေမှာလည်းလေမြန်သောအချိန်ဖြစ်သူ့ပေါတူဆက်ကိုဝင်တိုးမိနေတယ်။ထိုအခါချက်ကွာခုတ်ကွာဟိုတော့ အတန်များပေါ်ထွက်လာတယ်။အောင်ဝေတီဖဲမအိုးစွာ လေဦးမှထလာသူကိုတရှိဖြစ်ဝှေ့ချလိုက်တယ်။ထို့သူသည်ဓားကိုရှောင်ရင်အချိန်လွန်ကရေထဲသို့ကျသွားလေတယ်။လိုင်းထသွားသော ရေအချိန်ကြောင့်အောင်ဝေဤဘောက်တူကလေးမှာတရင်တရားဖြစ်နေတယ်။အောင်ဝေတီမျက်လုံးတွင်သို့စွပက်နေသောမိုးရေဇက်တွေကိုလက်ဖြင့်ဖက်တက်ကအာယူ၍ဓားကိုဝှင့်လိုက်ပြန်နေ။တို့ရတွင် အောင်ဝေနောက်ကျသွားခဲ့လေပြီ။ တပတ်တော်လီမှကျန်သူတို့ဤဓာချက်သည် သူမျက်နှာနှင့်ခေါင်းပေါ်သို့လက်ခနဲကြဆင်းလာသည်ကိုသာသတိရလိုက်သည်ခြားခြားလဲ၍ရေထဲသို့ခေါင်းဆိုင်ကျသွားလေတယ်စိတ်ညို့သောရေပြင်းတွေမှသွေးများဖြင့်နှီးအောင်တန်းခဲ့တယ်အောင်ဝေးဤကိုယ်တစ်ပိုင်းမှာဘောက်တူပေါ်တွင်တင်းနေလျက်ခေါင်းမှာရေထဲတွင်စိုက်ကြနေလေပြီချောင်းပြားရေတဝိုက်တွေမှငါးခိုးလိုက်သောသူတို့ဤသွေးများဖြင့်ကြောထွေးရှက်စည်းနေလေတယ် သူတို့သည်အရှုံးနေအရှုံးကိုရင်းနှီးယူသောတိုက်ပွဲ၌အတူတူပင် ကြာဆုံးခဲ့ကြရလေပြီကိုသူတို့ဘာသာလဲမသိနိုင်ကြ။မိုးမှာပိုး၍တဲထန်လာတယ်။လေပြင်းကလည်းပို၍တိုက်ခိုက်တယ်။တတလောဘကြီးတစ်ခုလုံးမှာအမောင်တို့ကြီးဖုံလွန်ဝါမျိုးကဲလေပြီ။ကဘာကြီးသည်စောက်တရားမရတကယ်တော့ရှိနေလေပြီ။ဤမိုးတက်လေထန်သောကြောင်းမဲ့ဖွယ်ရာကာလကြီးတွင်ချောင်းပြကြီးရွာရှိအင်းရှင်တယောက်ကမိဘွားစီကလေးပါလေး သွားရှာသည့်ချစ်လင်အားအဘယ်သို့သောကာလတိုင်သည့်အတိတောင်စားငန်းလင်ရေရှာအုံးမိကိုပါမြေသူမြာသိနိုင်မီဘောတော်ပင်ဟုတ်ကဲ့ပါရှင်တာရစ်စရာမောင်နေဝင်းရေးသားထားတဲ့ဝိုးတက်လေးထန်ဆိုတဲ့ဝိထုတော်လေးကဒီညလေးမှာပဲပြီးဆုံးသွားပြီဖြစ်ပါတယ်နားဆင်သူအားလုံးသိချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေရှင်